မင်္ဂလာပါအခုပြောမယ့်အကြောင်းအရာဆွနေမယ့်အကြောင်းအရာထပ်ကိုကိုယ်တိုင်တွေးကြုံခဲ့တဲ့ဘဝရဲ့တဏှာတရားကနေပြောပြမယ်ဒီရွာတရွာမှာရွာတရွာမှာကစီစီဟောင်းရှိတယ်ရှေ့အစဉ်ဆက်ရှမ်းသောဘဝတွေတည်ထားကိုးကွယ်ခဲ့တဲ့စီစီဟောင်းအဲ့ဒါကလည်းမြို့ဟောင်းတစ်ခုပေါ့မြို့ဟောင်းတစ်ခုရဲ့နေရာမှာ ဒီရှမ်းစော့ဘွားတွေတည်ခဲ့တဲ့ဖျားကိုဒီခဲဆက်ဆက်ကလည်းဆရာသမားတွေနေဘူးတယ်ပြီးတော့ဒီဆရာသမားတွေဆိုတာထက်ဆရာတော်တွေလည်းနေခဲ့ဘူးတယ်ဘုန်းကြီးတွေနေခဲ့ဘူးတယ်ဒီတောင်ကုန်းမမှုလေးပေါ်မှာပဲတောင်ကုန်းဆိုမဲ့ပြပြပေါ့နော်ဒါမဲ့ဘဒူးနေနေအဲ့ဒီဟာကိုအဲ့ဒီမှာရှိတဲ့ပထန်ဆက်တွေကမကြိုက်လို့တော်တော်ကောင်းကိုနေထိုင်လို့မရတာလည်းဖြစ်ပေါ့နော် အဲ့ဒါနဲ့အဆင်မပြေကြအောင်ဆရာတွေပြောင်းကြတယ်ဦးစင်းတွေပြောင်းကြတယ်ဒီနောက်ပိုင်းနေ့တွေကြာလာတော့ဒီရုပ်ဝေကနေဆရာတယောက်ကရောက်လာတယ်ဆရာတယောက်ကရောက်လာတဲ့အခါကျတော့အဲ့ဒီမှာသာသနာပြုတယ်ဆိုပါစို့ဖရာတွေတဲကြတယ်ပြည်လုံးချမ်းသာဖရာတွေတဲကြတယ်ရှိရကုံပုံအော်ရှိရကုံပုံသူတဲတယ်ကြိုက်တီယူပုံသူတဲတယ် တဲ့တဲ့ခါကျတော့အဲ့ဒီဆရာတသက်လို့စားတဲ့နေတော့ဘာလို့တော့အဆင်ပြေလာတယ်အဆင်ပြေလာတဲ့ခါကျတော့ဒီအဲ့ဒီဆရာရဲ့နေတဲ့နေနမိတ်နေဆက်လိမျိုးပေါ့နော်စီးပေါ့ခြံစိုးစီးလိုမျိုးပေါ့ဆိုရင်ညောင်ပင်ကြီးကြီးရှိတယ်တတုပင်ကြီးတွေရှိတယ်နှစ်ကြိုင်အဲ့ဒီပင်မှာအဲ့ဒီဘေးမှာဆိုရင်ဘောလုံးကွင်းရှိတယ်အဲ့ဒီဘောလုံးကွင်းရဲ့ဘေးမှာဆိုမှ ဖုံကြီးချောင်းရှိတယ်ပြောချင်တာကဖုံကြီးချောင်းကဒီဘောလုံးဝင်းကိုလည်းပိုင်တယ်ဒီဖျားရဲ့ငုတ်တူလေးကိုလည်းသူတို့ပိုင်တယ်ဒါမဲ့လူတွေကလေအတ္တတခါလေးကြရင်ဖုံကြီးတွေကပဲဖြစ်တလားလူတွေကပဲဖြစ်တလားတော့မသိဘူးဆရာတော်ရဲ့အမိတ်နဲ့ပေါ့နော်အဲ့ဒီမှာရှိတဲ့ညာမျိုးလည်းဖောက်ရမယ်ပြီးလို့ရှိရင်အဲ့ဒီမှာရှိတဲ့တစ်တုပ်ပင်ကြီးစွာလေးကျွန်တော်တို့နှစ်ယောက်ဖိုက်တာမကောင်းညာမျိုးဆိုတာလည်းကြီးကြီးတော်လို့မျိုးဖြစ်နေတယ် ဟိုဘက်ထမ်းမစဂူဘောက်တသေးလေးလည်းရှိတယ်မြို့ဟောင်းဆိုတော့နော်အဲ့ဒီမှာလည်းဆရာတော်ပြောတဲ့ဒီရပင်တွေခောက်ဒီတိတုပင်တွေခောက်ငါမိတ်ထောက်လိုက်တယ်အပင်တွေခောက်လာတဲ့နေရာစာတို့ပြင်ပေးရတာပေါ့ပြင်ပေးရတဲ့အခါကျတော့အဲ့ဒီမှာဗာပြဿနာတွေဖြစ်လာလဲစဉ်နောင်တလားငလားကြတော့ဒီအပင်ခောက်ထားတဲ့လူ၃ယောက်က ေဖြတ်သလိုခြေထောက်တွေဆွဲသလိုနဲ့ဖြစ်လာတဲ့ဖြစ်လာတော့ဈာမရေတိတ်ပန့်ဆိုင်ရာတွေနဲ့တကုတ်ကြတာပေါ့တကုတ်တော့လေတက်တာလာတယ်ဒါမဲ့အချက်ပြုတ်ပြီးတော့သတ်စားတဲ့အခါမှာကြတော့ဒီညာမေမှာရှိတဲ့ရုပ်ကစိုးဘုံကစိုးဒီတိတုဘေမှာရှိခဲ့တဲ့နှစ်အကြာကြီးနေခဲ့တဲ့ဒီအပင်စမ်းမြတ်တွေကတခါလေကြာရင်စိတ်ကြယုံမှလားတော့မသိဘူးเนาะ သူတို့ဘုံကိုဖြတ်လိုက်တဲ့ဘောအပင်ကိုခောက်တာအခွင့်မသားတဲ့ဘောနဲ့မကျေနပ်ဘူးမကျေနပ်ပဲနဲ့ဒီလူ၃ယောက်ရဲ့အတ္တဝိညာဉ်ကိုရအောင်လို့ဆိုပြီးတော့ပြောတာပြောတဲ့အချိန်ကကြားတဲ့တခါလေးတည်းလောက်မှာကတအားကြီးမြင့်မြတ်တဲ့ဆရာတွေတအားကြီးပညာစွမ်းတဲ့ဆရာတွေတွေ့မှလည်းဆင်ပြေကြတယ်အဲ့ခါကျတော့တောင်းပန်နဲ့တောင်းပန်နဲ့ဘလို့တောင်းပန်လို့ဆိုရင်ဘီယာရဲ့အသားကြီးကျွေးတာပေါ့ဒါမဲ့ သူတို့ကဘေးရင်တတ်တတ်တဲ့ချိန်သွားပြီးမေးစားတဲ့ချိန်ကတအားကြီးနောက်ကြတော့လေဒီအတက်ရဲ့ခန္ဓာဝိညာဉ်ကဒီရုပ်ပဇုဘုံပဇုဒီညောင်ပေမှာရှိတဲ့ရုပ်ပဇုဘုံပဇုနဲ့တစ်တုပ်ပေမှာရှိတဲ့ရုပ်ပဇုညောင်ပဇုတွေကသူတို့ရဲ့တက်ဝိညာဉ်ကိုရလာပြီးသားဒီတော့ရလာပြီးသားဖြစ်တဲ့အတွက်ဘလို့ပဲပြပြနောက်ဆုံးဒီခန္ဓာရှင်၃ယောက်ကဘလို့မျိုးနဲ့တည်သွားလဲဆိုရင် အဲ့ဒီကယောဂနဲ့အဲ့ဒီရုပ်ပုစုဘုံပုစုရတဲ့ပေးခဲ့တဲ့ယောဂပဲပဲသိသွားတယ်ပြောချင်တာကသိချင်ရလို့သိတာရဲ့နောက်တစ်ခုကအပိနေကြီးကြီးမားမားမဆိုရင်ဖုံကြီးအမိတ်ဖြစ်ဖြစ်ဘဒုမိတ်ဖြစ်ဖြစ်ခွတ်တောင်းပါခောက်လို့ရှိရင်ညောင်းပြီးလို့ရှင်ပုံစိုးပါလေခွတ်တောင်းပါသူတို့တွေကိုနေရာလေးတစ်ခုကနေဖယ်ခိုင်းပြီးခွတ်တောင်းပြီးခောက်ပါလို့ပြောချင်တယ်တကယ်တကယ်ဖြစ်လာခဲ့ကြရင်ကဲမနိုင်ရှုမနိုင်ဖြစ်တော့ အတ္တပါပြီးလိုက်ရတယ်ဒါကအဲ့ဒီတော့ငါဆိုရင်ကျွန်တော်တို့ကလည်းဒီလောကတွေမဝင်လာဘူးအခုလည်းဒီလောကဘာမှမသိဘူးအဲ့မှာတွေ့တဲ့အခါကျတော့ပြန်တရိယာမိတ်တော့ဩဘုံစိုးယုတ်ကစိုးစက်နဲ့နေတိုင်းဒီခုတ်လို့ရှိရင်ခွေတောင်းရတယ်ဆိုတာအတိတ်တခုဝင်သွားတယ်နောက်ပိုင်းအဲ့ဒီဆရာလည်းအဲ့ဒီတောင်းမှနေရင်လည်းဘလို့တွေဖြစ်လို့တော့မသိဘူးနော်စီးတွေဖောက်လို့လားဘာလို့လားအဲ့ဒီဆရာလည်းပြောင်းသွားရောအဲ့ဒီမှာ ဲ့ဒီအကြောင်းကအဲ့ဒီအဲ့ဒီဒီတောင်ကောင်းရဲ့ဘေးကဆရာတော်ကြီးကအဲ့ဒီတောင်ကိုပြန်လဲပြီးတော့ပြုပြင်ထားတယ်အရင်တုန်းကသူတိုက်ပြီးတော့မကြည့်ခဲ့တဲ့တောင်ကအခုစဉ်သူကလည်းပြုပြင်လို့အဲ့ဒီတောင်မှာစဉ်စိန်လန်းဆိုပြီးလွန်လို့ယဟန္တာယုတ်ဒီနဲ့ဒီယဟန္တာ900ဆုံးကြတဲ့ပုံဒီနဲ့ဇတိယပုံတော်ဒီနဲ့အမတော်တည်ထားတဲ့ဘုရားဒီနဲ့ရှမ်းဆော်ဘွားရှင်စင်ဆက်ကတည်ခဲ့တဲ့ဘုရားဒီမှာစီကားလုံးလုံးလို့ တမီးကြီးစားတော့လက်ချိန်နေကြပြီအဲ့တော့မြန်မာပြည်မှာဒါကဘ ਹੁ ဒုဒတခုနော်အဲ့ဒီဘ ਹੁ ဒုဒလီကနေကျွန်တော်တို့မယုံမရှိနဲ့မမြင်ရတဲ့ပရလောကမမြင်ရတဲ့ဘုံစုယုတ်ကစုနာနာဘာဝတွေကတကယ်ရှိတယ်ဆိုတာကိုလက်ခံပါကျွန်တော်တို့ကြောက်စရာမလိုပါဘူးမေတ္တာပို့ပါတရဏဂုံပွားပါဒီလားဆောက်ထိုင်မေတ္တာပွားစဉ်ရရအလုံးဒီကျမ်းမာချင်းချမ်းသာခြင်းနဲ့ပြည့်စုံလာလိမ့်မယ် နောက်တစ်ပတ်မှဆိုရင်ဘာစီစဉ်ပြောပြမလဲဆိုတာပြိတက်သည်တကယ်နားထောင်ချင်တော့လိုက်လေလုပ်ခဲ့เนาะဒါမဲ့ဒီဒီဇလံမှဆိုရင်ဒါတကယ်ဖြစ်ပြက်เนาะတချို့တွေကဖုံကြီးကအမိတ်ပြေးလိုက်တယ်ဒါမဲ့တခါလေကြာရင်ဖုံကြီးတွေကဖုံဖို့ကာစီယုံနဲ့ တော်ရင်တန်ရပုဂ္ဂိုလ်တမလုံနဲ့တချို့အောက်ဆက်ဇာတ်တွေကတချို့တိုက်ဆက်တချို့ညာယုတ်ကစုတွေကကားစီးပြီးတော့ဇိမ်ကျနေတဲ့တမာတမာလေးမရှိတယ်လို့ဆိုရင်တော့တတ်မလာနဲ့သူတို့ကတော့ sorry ပဲလို့ပြောလိုက်တယ်နော်အားလုံးကျမ်းမှချမ်းသာကြပါစေ။